ခုလက်ရှိစီစဉ်တာဒီဆင့်မှာအာယုံနောက်ရဆုံးကောင်ဘန်ရိတ်မှာလည်းဒုတိယနေရာရရှိထားတဲ့ကောင်ဒါအပြင်မှာရုံရအကောင်းဆုံး play style ကိုပိုင်ဆိုင်ထားတဲ့ဟန်ဆိုကိုကျွန်တော်ကွဲလုပေးသွားမှာဖြစ်ပါတယ်အခု river hand ဆိုတာဘယ်လိုဖြစ်သွားလဲဆိုတော့အရင်တုန်းကအိုးဟန်ဆိုရဲ့လိုအပ်ချက်တွေကိုအကုန်လုံးပြန်ပြင်ဆင်ပြီးမှထုတ်လာတဲ့ hero ကောင်တို့ကိုပြောလို့ရတယ်အရာအားလုံးကပိုကောင်းမဖြစ်လိုက်ဆိုတော့ river hand ဆိုကြည့်အောင်လည်းဘာသာကိုသိနိုင်တယ်ဒါပေမဲ့လည်း ထန်သူကလွတ်တာနဲ့ပြင်ကောင်းဝင်မယ်သူ့မှာလည်းသူ့ခက်ခဲနဲ့သူတော့ရှိပါတယ်ဘာခက်ခဲလဲဆိုတော့သူကအစီအစဉ်လေးရမ်းကြောက်တယ်ပြအစီအစဉ်မှာပါမှလားအဲ့ကောင်ကကန်အန်းလားနေချောင်တော့ပေါ့နော်တကယ်လို့အစီအစဉ်လေးပါလာပြီးကိုယ့်ကိုကြည့်မယ်နဲ့တရားလေးပေါ်လို့ပါလိုက်ဆိုအဲ့တပွဲလုံးကားတိုက်ပြီးကားမတိုက်အောင်ဆော့လို့လည်းမရနိုင်ဘူးတေးရတာလုံအောင်ကားကိုတိုက်ကိုတိုက်ကဲကဲတော်ကီဖိုးတော်လေးခဏထားပြီးကျွန်တော်စပီရောင်းလေးစပြီးရှင်းပါပေးမယ် Break it down, bring it back, make it clear. Three old thoughts, new glow. ဟန်သူရဲ့ပတ်စစ်ကိုပြောပြရမယ်လို့ရှိရင်သူ့ရဲ့ scale 1ကိုအရင်ဆုံးရှင်းပြရလိမ့်မယ်။ brother အနေနဲ့ scale 1ကြီးလိုက်မယ်လို့ရှိရင်တုံးလို့မရဘူးပိတ်နေအောင်တွေ့ရလိမ့်မယ်။ scale 1ကိုတုံးလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဟန်သူကဂျန်ဂခရီတွေ၊ရန်နူတွေကို visit တက်ဒါမှမဟုတ် scale 2တွေတုံးလို့ရှိရင်သူက step တွေရတယ်။အခုဒီမှာ brother အနေနဲ့ကြည်လိုက် step ကတမတ်ဆိုပြီးပေါ်နေလိမ့်မယ်။အဲ့မတ်က၅ခုနှိစုလို့ရတယ်။အဲ့၅ခုပြေပါမယ်ဆိုလို့ရှိရင်ဟန်သူကသူ့ရဲ့ scale 1ကိုတုံးလို့ရပြီ။ ပြီးတော့ကျွန်တော်ရှင်းရပြောခဲ့သလိုပဲ visitor တွေမဟုတ်ဘူးသူ့ရဲ့ scale 2ပေါ်မှာ enemy ရှိမယ်ဆိုလို့ရှိရင်လည်းအဲ့ step တွေက auto map ပေးတယ်သူကသာသူအရာလို့ရှိရင်လည်း scale 1အသုံးရတယ်ဟန်ဆိုပစ်ကတော့ရိုးချင်အောင်မလို့ brother အနေနဲ့နားလေကြမလို့မျောနေတယ်အဲ့တော့ scale 1ကြောင့်ကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ဟန်ဇဝဲပတ်စက scale 1နဲ့ဆက်ဆက်နေရအောင်မလို့2ပတ်စက်အမှတ်ပြရနဲ့ဒီကော scale 1ပွင့်မယ်ဗျာအဲ့ scale 1ပွင့်တာနဲ့၃ညနေကောင်မို့တိုင်ပြီး၃လို့မြောက်ဒီမှာဆိုကြည့်လိုက်သူကဘတ်ဒီဘောလည်း၃လို့ရတယ်ကွာဒီမှာဆိုဒီကောင်မို့အမှတ်မှတ်ပြီးတော့တခြားကောင်သွားမြို့မယ်ဆိုမြို့လို့မရအောင် ဒါဟန်လိုရွေးမှာပေးဆက်လိုက်တဲ့သူ့ရဲ့တခြားတခြားပဲဗျာဒါပေမဲ့အမမရတဲ့ကောင်ပေါ်စကီဝမ်တောင်းနေမယ်လို့ရှင် iPad ကြီးကိုကမျိုးလိုက်မယ်မျိုးပြီးတော့ဒိုင်ဂျက်စစ်လုံနေပြီးတော့ तू ကဒိုင်ဂျက်စစ်အချိန်ပြည်ရနဲ့ကိုက iPad ကိုရမယ်ဒိုင်ဂျက်စစ်လုံနေတဲ့အချိန်ကို तू ကဒီအောက်ကဗားရန်နေနေလည်းပြထားပေးတယ်ဒီအောက်ကဒိုင်ဂျက်စစ်တန်လေးပြည့်သွားပြီဆိုလို့ရှင်ကိုစားလိုက်တဲ့ဘက်ရဲ့ effect တွေကိုကရမယ်စကီဝမ်ဘက်ကဒီလောက်နဲ့ပြီးမသွားသေးဘူးဗျာ ဘရာသာအနေနဲ့ထိုင်ချက်စစ်ပြီးသွားလို့ဘရာသာသွေးမရှိဘူးလို့ရှင်ဘရာသာရဲ့ AB ကိုလိုက်ပြီးတော့သူကသွေးပြန်တက်ပေးလိုက်မယ်ဒါကြီးကတော်တော်မိုက်ရဲ့ချက်ချက်ဖြစ်တယ်ဘာလို့ဆိုတော့လက်ကိန်းမှာ scale 1နဲ့ဘက်ကို2ခုလောက်စားရလို့ရှင်ဒီကောင်ကသွေးရအပြည့်နီးပါးဖြစ်သွားလိမ့်မယ်ပြီးတော့ scale 1ကကွာအဲ့ဂျန်ကေပေါ်မှာလည်းသုံးလို့ရအောင်ဟီးရိုးပေါ်မှာလည်းသုံးလို့ရတယ် hero တွေပေါ်မှာတုံးကျင်နေဆိုလို့ရှိရင်လည်းတုံးကျင်နေ hero ပေါ်မှာအရင်ဆုံးအမှတ်မှတ် ခေါင်းပေါ်မှာအမှတ်ပြည့်လို့စကေးဘောင်းသုံးလိုက်မှလို့ရှင်သူ့ရဲ့ဓမ္မနဲ့ခေါင်းခေါက်လိမ့်မယ်ရန်သူကို physical damage ထိစေပြီးတော့ကိုယ့်ရဲ့ HP ကိုလည်း20%အထိပြန်တက်စီမှာဖြစ်ပါတယ် brother နဲ့တိထားသိနေတာကမျိုးလို့ရတဲ့ပတ်တွေပေါ်မှာသုံးလို့ရှင်ကူတော့က100%ခံစားပြီးတော့မျိုးလို့မများတဲ့ကောင်းတွေမှာဆိုလို့ရှင်ကူတော့ကတော့ပဲခံစားရပါတယ်အခုဒီမှာဆိုလို့ရှင် brother ကိုကြည့်လိုက်စကေးဘောင်းကူတော့က12စက္ကန့်နဲ့6စက္ကန့်သပြီးတန်းပြီးပြောင်းပါတယ်ဒီဟာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ enemy တွေ law တွေတာတယ်တွေကမျိုးလို့မရဘူးမျိုးလို့မရတော့သူကကူတော့က15%ဒီရှော့ချပေးတယ်ဒါကတော့သူ့ရဲ့စကေးဘောင်းဖြစ်ပါတယ်ကျွန်တော်စကေး2ကိုဆက်ပြီးရှင်း ပါပေးမယ်ဟန်ဇိုရဲ့စကေးတူကိုသုံးလိုက်မယ်လို့ရှိရင်ရှေ့ကိုထပ်လိုက်တယ်ပြီးရင်သူကလမ်းကြောင်းတစ်ခုထားခဲ့တယ်အဲဒီလမ်းကြောင်းက2.5စက္ကန့်ခံပါတယ်ပြီးတော့လည်းတကယ်လို့အဲ့ထက်မှာ enemy ရှိမယ်ဆိုလို့ရှိရင်လည်း0.5စက္ကန့်တိုင်းမှာ enemy physical damage ထိပြီးတော့ stat တွေတစ်ခုချင်းညှိတိုးမှဖြစ်ပါတယ်စကေးတူနဲ့ full stat ဖြစ်ဖို့တော့တော်လေးကိုခဲနေပါတယ်ဘာလို့လဲဆိုတော့ enemy ကလည်း blink skill ပါလို့ရှိရင်အလွယ်တကူထွက်သွားနိုင်တယ်ဗျာ ဒါပေမဲ့ brother တို့တခုစီတာစီရနာကအဲ့လမ်းကြောင်းထဲမှာ anime ရှိမှဆိုလို့ရှင်သူတို့ကို40% slow fat ပေးပြီးတော့ Hanzo ကအဲ့လမ်းကြောင်းမှာလမ်းချောင်းပြီးမှဆိုလို့ရှင်20% movement speed ရအောင်ဖြစ်ပါတယ်ဒီ scale 2က Hanzo ရဲ့ escape ပဲတခုဆိုရင်မမှားဘူး Hanzo ရဲ့ scale indicator လည်းနည်းနည်းချုပ်လာကြအောင်လို့ကျွန်တော် brother တို့ရှင်းပါပေးမယ်သူခုံတဲ့ဟာကဗျာဒီအစုံကြီးမရောက်သွားတာမဟုတ်ဘူးဒီအလဲကောင်အဝိုင်းလေးမှာပဲသူကယက်နေခဲ့တာဒီအစုံကြီးဆိုတာသူ့ရဲ့လမ်းကြောင်းခင်းတဲ့ဟာကိုပြသွားတာဗျာ scale 2သုံးလိုက်လို့ရှင်သူရောက်မဲ့ဟာအလဲကောင်မရောက်မှအဲ့ကြောင့်မလို့ brother အနေနဲ့နေရန်ကြောက်မယ်ဆိုလို့ရှင်အဲ့အလဲကောင်ကအနေအောင်ကြော်လာ မကြော်လားဆိုတော့ဒါတော့နေအရင်ဆုံးကြီးကြီးမှခုံထားပို့ပြီးပို့ကောင်းတယ်ဟန်ဆိုကသူ့ရဲ့အာဒီမင်ကိုသုံးလို့ရှိရင်ဒီမွန်ဖောင်ထွက်လာလိမ့်မယ်အဲ့ဒီဒီမွန်ဖောင်မှာဆိုလို့ချင်းသူကအနာဂျီဘာနာနဲ့ဖြစ်သွားပြီပြီးတော့လည်းတစက်ကောင်အနာဂျီဆမ်တင်းကုန်ပါတယ်ဘရာဒါအနေနဲ့ဒီမွန်ဖောင်မှာအကြာကြီးနေမိပါလို့ရှိရင်အနာဂျီကုန်ရမယ်အနာဂျီကုန်ရတဲ့သူ့ရဲ့မူလပေါ်ရဆိုလို့ချင်းဒီဒီမွန်ဖောင်ရှိအောင်ရောက်လာလိမ့်မယ်ဒီမဖောင်ပြောထားချိန်မှာကိုနာကနေလိမ့်မီနီယံနေဂျန်ဂရီတွေသိလို့ရှိရင်လည်းအနာဂျီကိုပလက်တူးတက်မှာဖြစ်ပါတယ် ဂျန်ဂခရီတွေလိမ့်မိနိုင်နေမဟုတ်ပဲね RMA တကောင်သိမယ်ဆိုလို့ရှိရင် NRG က plat 20တမဖြစ်ပါတယ်။ဒီအကြောင်းမလို့ဟန်โซနေနဲ့သူ့ပေးနာမှာ RMA တကောင်ဒါမှမဟုတ်တခုခုတော့တည်နေဖို့တော့လိုအပ်တယ်။ကိုဘကတင်ပြီးတော့မဟုတ်ဘော့။ ဟန်ဆိုရအတိမဲမှာပြောင်းလဲသွားရချက်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ RD 30မှာသူ့ရဲ့ခန္ဓာကိုယ်စစ်ကိုဘယ်သူမှလာအိမ်လို့ရမှာမဟုတ်ဘူးစီစီလဲပေးလို့မရလို့တာဝါလည်းမပြစ်ဘူးဘာဒါမင်းမှာလည်းသူ့ပေါ်ကိုတော့ရမှာမဟုတ်ဘူးဒါကြောင့်မလို့ brother အနေနဲ့ RD 3လို့ရှိရင်နောက်တောင်းရှင်းနဲ့ RD 3လို့ရပဲဖြစ်ပါတယ်ဟန်ဆို RD 3လည်းလို့ထပ်ပေါ်လာတဲ့ဒီမိုဖောင်ကနေရည်ကိုဖြတ်လို့ရတဲ့ပြင်15%ဘာသာမွန်1 speed နဲ့30%ဘာသာ death speed ကိုရနိုင်မှာဖြစ်ပါတယ် RD 3တော့ကြာပြီးအနာကြီးကောင်းမှာဆိုလို့ရှိရင်တော့ဘယ်နေရာပဲရောက်ရောက် body ကလာကပ်မှာပဲဖြစ်ပါတယ် brother အနေနဲ့တကယ်လို့ body အစ်စ်ကမရောက်လာခြင်းဆိုရင်တော့ RD ကို ြန်ပြီးတော့နှိပ်လိုက်ပါအဲ့ကြလို့ရှိရင်လက်ရှိဘော်ရီနေရာနားလေးကိုကိုကပြန်ရောက်သွားလိမ့်မယ်ဒီမွန်ဖောင်ပြန်ရောက်လာတဲ့အတူသူ့ရဲ့ AB 16ပါဆံလည်းပြန်တတ်မှာဖြစ်ပါတယ်ဒီမွန်ဖောင်ကဟန်သွဲဘော်ရီကိုရောက်လာတဲ့အတူအန်တာကာတွေပဲတစ်စက္ကန့်ဖြစ်ပြီးသူ့ကို movement speed တိုးမှာဖြစ်ပါတယ်တကယ်လို့ brother တို့ကဟန်သွန်ဒီမွန်ဖောင်ကိုတုံးထားပြီးတော့လက်လွန်ကြက်သွန်ဖြစ်ပြီးတေသွားမယ်ဆိုလို့ရှိရင်ဟန်သွန်ရဲ့မူလခန္ဓာကိုယ်တို့ရောက်လာပြီးတော့ slow fat 15%နဲ့ vision 6စက္ကန့်ပေါ်မှာဖြစ်ပါတယ်။ဒါကတကယ်လို့ဟိုဘက်က mobility များတဲ့ lane နဲ့ fan တွေပါလို့ရှိရင်ဒီ slow fat မိနေတော့မှဟန်သွန်ကိုလာတက်လို့ရပါတယ်။ ရာသားတို့တခုသတိထားသိကျင်တာကဟန်ဆိုရဲ့ဒီမွန်ဖောင် 8B ကတကယ်ဟန်ဆိုရဲ့ 8B ပါပဲအခုဒီမှာဆိုလို့ရှိရင်ဒီမွန်ဖောင်သွေးပြေးနဲ့အဲ့ဒါကိုပြန်မဲခေါ်ခေါ်ဟန်ဆိုပဲလိုက်သွားလိုက်သွားအဲ့သွေးပြေးပဲရမှာကွာသွေးပြေးနဲ့ပြန်တာမဟုတ်ပဲနဲ့ဒီမွန်ဖောင်ရဲ့သွေးတစ်ဝက်နဲ့ပြန်တယ်ဆိုလို့ရှိရင်လေအဲ့သွေးတစ်ဝက်ကဟန်ဆိုရဲ့သွေးတစ်ဝက်ဖြစ်လာမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်သွေးပြေးလည်းမဟုတ်ဘူးသွေးတစ်ဝက်လည်းမဟုတ်အဲ့ဒီမွန်ဖောင်တေရောမယ်ဆိုရင်ရော ဒီမဖောင်တေသွားမှာဆိုလို့ရှိရင်ဟန်ဆိုက ABC ရွေးဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဒီမဖောင်ပြောင်းရောင်းလာတဲ့အတွက် AB က system ပြန်တက်မှာကွာအဲ့ပြန်တက်တဲ့ system ပဲဟန်ဆိုက current AB ဖြစ်နေလိမ့်မယ် brother အနေနဲ့ဒါကြောင့်မလို့ဒီမဖောင်ရဲ့ AB ကိုကြည့်ပြီးတော့လေတေချာလေး item ကိုတုံးကြပါ အာဒီမီသုံးလိုက်တာနဲ့ဟန်ဆိုရဲ့ scale 1 scale 2တွေလည်းပုံမှန်ကွဲနေတချို့ဟာပြီးပြောင်းလဲသွားတယ်။ဘလို့ပြောင်းလဲသွားလဲဆိုလို့ရှိရင်သူ scale 1သုံးလိုက်တဲ့ enemy ကိုတွားပြီးတော့ကိုက်မှာဖြစ်ပါတယ်။ကိုကိုက်လိုက်တဲ့ကောင်ရဲ့ဘေးမှာ enemy ရှိမယ်ဆိုရင်လည်းသူ့ကိုပါ damage ထိမှာပါ။ဒီမှာဆိုလို့ရှိရင် brother ကိုကြည့်လိုက်၂ရောင်လုံး damage ထိရတာကိုတွေ့ရတယ်။ main scale 1 damage ကနည်းလာရလို့တွေ့ရင်တော့ဟုတ်တယ်နည်းမှာပေါ့ start မှာမပါတာ။အဲ့တော့ကျွန်တော်တို့ scale 1 start ကို full start ဖြစ်အောင်လုပ်မယ်။ပြီးရင်အကောင်ကိုကိုက်လိုက်မယ်။ပြောင်းတွေ့လား။ ဘေးနားကောင်တော့ damage ထိတယ်ဒါပေမဲ့ full stack damage တော့ထိမှာမဟုတ်ဘူး။ तू ကတော့ no stack damage ပဲထိလိုက်မယ်။အဲဒီပြုံမှာဒီကောင်က full stack damage နေနဲ့ skill 1ကိုတုံးလိုက်မယ်ဆိုလို့ရှိရင် enemy ရဲ့ map ကိုလိုက်ပြီး तू က damage ထွက်မှာဖြစ်ပါတယ်။ပြောင်းတွေ့လား2800တောင်ထွက်တယ်။ဒါက no idea နော်။ enemy ရဲ့ map များနေလို့သာကျွန်တော် damage ကမသားထွက်နေတာ။ဘာသာအနေနဲ့အဲ့လောက် damage ထွက်နေငါတော့ physical defense တွေဝယ်လိုက်မှာပေါ့လို့ပြောလိုက်မယ်။ ပြောရင်တော့ဒီကောင်ကအဲ့ဒါအကျုံးမွင်ဗျဘာလို့ကျုံးလဲဆိုတော့ဒီကောင်ရဲ့ full step ကိုက်ချက်ကဆိုလို့ရှိရင် enemy physical defense တွေကို30%အင်ကနောလောက်ပြောကိုက်တာဒါအပြင်ဟန်ဆိုက full step ရှိတဲ့ enemy တကောင်သွားကိုက်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ AP 20%ကိုပြန်ပြီးတော့ရမှာဖြစ်ပါတယ်အဲ့တော့ brother အနေနဲ့အလွယ်မှရှိတယ်ဆိုလို့ရှိရင် skill 1ကိုတုံးခြင်း full step ဖြစ်အောင်အရင်လုပ်ပြီးမှ3အဲ့ရလို့ရှိရင် enemy က map AP ကိုထိပြီး damage ထွက်လာကြအောင်မလို့အကောင်မတားနာလိုက်မယ်ပြီးတော့ကိုကိုနိုင်နဲ့တွေးမြန်တတ်တယ်ဒါကတော့ဟန်ဆို demon form ရဲ့ skill 1ဖြစ်ပါတယ်ကျွန်တော် skill 2ကိုဆက်ပြီးရှင်းပြပေးမယ် န်ဆိုဒီမိုဖိုင်းစကီဒီဘောတော့ဟူမန်ဖိုင်းစကီဒူနဲ့တိတ်မကွာချဘူးပိုတိုးလာတဲ့ဖက်ကတော့အနမီယာအိုင်လန်ကျောင်းမှာရှိမယ်ဆိုလို့ရှိရင် A1 0.4စက္ကန့်တင်ခံရမယ်အဲ့ဒါပဲ ကျန်တာတွေကတော့ stat တွေရမယ်ဒီလို wifi စက္ကန့်တိုင်းမှာ damage ထိမယ်ပြီးတော့ scale 2သုံးလမ်းလို့ anemio တီရောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ energy 20ပြန်ရလိမ့်မယ် brother နဲ့ဒီမှာကြည့်ရင်သိလိမ့်မယ် scale 2သုံးလမ်းလို့ anemio ရှိရင်တွေ့လား energy ပြန်တတ်သွားတယ် scale 2သုံးလမ်းလို့ anemio ကတစ်ကောင်လေးရှိရှိနှစ်ကောင်လုံးရှိရှိငါးကောင်ပဲရှိရှိ energy က20ပဲပြန်တတ်မှာကွာအဲ့တော့ anemio ထိရင်ကိုက energy 20ပြန်တတ်မှာဒါပေမဲ့သူက anemio ရေတွက်ပေါ်မူတည်ပြီးတော့ပြန်လိုက်မတတ်ပေဘူး demon fire scale 2ကလည်း human fire scale 2လို့ပဲဒီလမ်းကြောင်းထဲမှာရှိတဲ့ anemio တွေက slow 40%ကိုခံစားရမယ် ဟန်ဆိုကိုင်မဲ့ဆိုလို့ရှိရင်ဟန်ဆိုရဲ့ဒီကအိုင်တမ်မသိလို့မရပါဘူးဟန်ဆိုရဲ့ဒီကအိုင်တမ် golden step ပါဒီမှာဆိုရင်ကျွန်တော် golden step လုံးဝမထည့်တာဘူးအဲ့တော့သူ့ရဲ့ passive point ကိုဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်ပြပေးမယ်ဘာသာဒီမှာကြည့်လိုက်လုံးဝ passive point တွေက၅ချက်ကွက်တီခုံနေရတယ်အဲ့ကြမှာ passive point နေပြီးရလဲ schedule သုံးလို့ရှိရင်လည်းအဲ့တိုင်းပဲ schedule နဲ့၅ချက်ထိအောင်လုပ်ရတယ်အဲ့ကြမှာဒီကောင် passive point နေအဲ့လိုအပြည့်မခေါ်ရဘဲနဲ့ step ကိုအမြင်ပွင့်နေတယ်ဆိုလို့ရှိရင်တော့ golden step ကဝဲဝဲတင်နေအခုကျွန်တော် golden step ဝဲလိုက်မယ်စောင်းနာဟာနဲ့ဘာဝါလဲဆိုတော့ဘာလို့တစ်ချက်ရှိုးလိုက်ဒီမှာဆိုလို့ကျွန်တော် golden step ဝဲပြီးတောက်ခုတ်လိုက်မယ် တစ်ချက်နှစ်ချက်သုံးချက်သုံးချက်နဲ့ဒီကောင်ပတ်စစ်ပွင့်လာပြီစကေတူးဆိုလည်းအဲ့လိုပဲတစ်ချက်နှစ်ချက်သုံးချက်သုံးချက်နဲ့ဒီကောင်ပတ်စစ်ပွင့်လာပြီဒါကတော့ golden star ရဲ့ပတ်စစ်မှာပါတဲ့လောလောပုံပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်က golden star ကမဖြစ်မနေကိုထည့်သိမ်းတဲ့ကောင်မဖြစ်ပါတယ်ဟန်ဆိုကဘလို့လိန်ကန်ငယ်တော့မလဲဆိုတော့ကျွန်တော်ပြပြပါမယ်ဟောတခုပြောဖို့မေးနေတာကဟွန်ဝမ်ဖောင်ရဲ့ skill 1 skill 2ကူးလောင်ကြရင်လေ anime သုံးလိုက်တာနဲ့ဒီမောင် skill 1 skill 2ကပြန်ရလိမ့်မယ်ကိုအင်းကြီးနဲ့ကောင်ပေါ် skill 2နဲ့ကွက်တီအမီးရ air bond တင်တင်ပြီးလို့ချင်း visit တက်ပါညာချ ဖိုဘက်ကောင်သွေးများတဲ့ကောင်ဆိုလို့ရှိရင်တော့စကေးဝမ်းနဲ့အရင်မငုံမဲနဲ့အဲ့လိုမျိုးဖစစ်တဲ့ရင်ချသွေးစော်ယူမှစကေးဝမ်းနဲ့ကိုက်လိုက်။ဖိုဘက်ကောင်နဲ့အမားကောင်နဲ့မိုးဘက်နဲ့သွေးနေတဲ့ကောင်တွေမိတွေမတ်မန်းတွေဆိုလို့ရှိရင်တော့စကေးဝမ်း full step ဖြစ်နေတဲ့တန်းကုန်လင်တာနဲ့အသေးပဲ။ဟန်ဆိုရဲ့စကေးဝမ်းကူတော့တော်တော်ကြားတယ်။အဲကြောင့်မို့ကျွန်တော်တို့ကဖက်နက်ကို eye review ရှင်းယူတယ်ပြလို့ရှိရင်မကြည့်ဘူးကူတော့ဖက်နက်ယူလိုက်တယ်။ဒါတို့ပြီးအောင်သွားခြင်းအားဖြင့် early to make ရတော့စကေးဝမ်းတော်တန်ကူတော့တော်တော်ရောကြပါလိမ့်မယ်။ပြီးလို့ရှိရင် first side နဲ့နေရာကျွန်တော် crossing side ကိုသွားမယ်။အဲကောင်က slow fall လေးပေးတဲ့ပြင်ပြီးတော့ attack speed လည်းမြန်သေးတယ်။ ဒီကိုရွန်စီဆိုင်ပြီးွားရသလိုချင်းဘာသာအနေနဲ့သွားတင်တာကဂိုရန်စတက်ပဲဖြစ်ပါတယ်။ဘာလို့ဆိုဂိုရန်စတက်ကကျွန်တော်ရှေ့ရရှင်းပြခဲ့လို့ပဲဟန်ဆိုနဲ့ကလုံးဝလိုက်တယ်။အဲ့ဒါပြီးလို့ရှိရင်ဘရာသာစကိုင်းမီတာကိုသွားတင်တယ်။ဘာလို့ဆိုစကေးဝန်ကုန်လို့ရှိရင်တစ်ခါတည်းနဲ့ပြတ်အောင်လို့ တကယ်လို့ပွဲသားနေရသလိုရှင်ကိုရန်စက်နဲ့စကိုင်းမီဆာကိုစကိုင်းမီဆာအရင်သွားပြီးတော့ကိုရန်စက်ကိုနောက်မှသွားလိုက်လေရတာပဲပွဲချင်းနေရတိတ်လည်းမတားနိုင်ဆိုလို့ရှင်တော့ကိုရန်စက်ပဲရင်သွားလိုက်ပါပြင်စကိုင်းမီဆာသွားလိုက်ဒီရှေ့ item ၃ခုလုံးပြီးပါသလိုရှင်ဘရာသားနေရသွားတင်တာဒီမွန်ဟန်တာဆော့ဒါကဘာဖြစ်လို့ဆော့လဲဆိုတော့အမားကောင်နေသလိုရှင်ကိုက visit တက်ခုံပြီးတွေးလျှော့မယ်ပြင်စကိုင်းကောင်လိုင်းအကောင်နေပြတ်ပြီပြီးလို့ရှင်နောက်ဆုံးက CF ဘက်မလီဗီရောခြိုက်တာသွားလို့ရတယ်အဲ့နောက်ခုပြောင်းမှာထပ်ပြီးရွေးချယ်လို့ရတာက BOD ဗီဒီယိုတွေတော့လို့ရတာပဲကိုယ့်အကိုကြိုက်တဲ့ဟာ၃လုံးတော့လို့ရတယ်။ကြံတဲ့ဟာတွေကတော့စပယ်ယာရန်နေဖြစ်တော့ကြောင့်မလို့ဘာသာနေနဲ့ပွဲချေတွေကိုကြည့်ပြီးတော့သွားထားတင်တယ်။ဒါကတော့ကျွန်တော်သုံးတဲ့ Iron Set နဲ့ Amlan Set ပဲဖြစ်ပါတယ်။ပြီးရင် Amlan Set ကိုပြောပြရမယ်လို့ရှိရင်ကျွန်တော်တို့ Amlan Set က Season Amlan ကိုယူတယ်။ပြီးလို့ရှိရင် Switch အကောင်အတက်စပီမနာမြန်သေးတယ်။ Minor Talent နေရောကျွန်တော် Weapon Master ယူတယ်။ဘာလို့လဲဆိုတော့ तू ကကိုယ့်စီရရမယ် Equipment တွေ Amlan တွေ Talent တွေ Skadia ရလာမယ် Physical Attack Magic Power တွေကို तू ကတိုးပေးတယ်။အဲ့ဒီအပြင်မှာကိုကအဲ့ဒါမလို့ခြင်းဆိုလို့ရှိရင်လေ Vagin Hunter ကိုဘာသာနေနဲ့ယူလိုက်လို့ရသေးတယ်။ ဖာဂိုင်းဟန်နာကအာဒီမာမရာဖန်ပြီးမေကရင်နာနဲ့လက်ကင်းတီလိုက်ချမယ်ဆိုလို့ရှိရင်ဖာဂိုင်းဟန်နာယူပြီးရင်မာစတာဆက်စင်လက်ယူလို့ရသေးတယ်။အကောင်းဆုံးကတော့အာဒီတူလက်ကင်းဆိုလို့ရှိရင်တော့ဝါပုံမာစတာအကောင်းဆုံးပဲကျွန်တော်အကြိုက်ဆုံး MLN လည်းဖြစ်တယ်။ပြီးရင်တော့ Warcry Warcry တော့ဟန်ဆုံးနဲ့တော်တော်လေးလိုက်တယ်။ပြီးရင် Killing Spree နဲ့လည်းတော်တော်များများဆော့လာကြတော့ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ Warcry ရတာအကောင်းဆုံးပဲ။ Battle Spree ကတော့ Retribution ပဲယူသင့်တယ်။ဘာလို့ဆိုတော့ဂျန်ငယ်ဆော့ပါမလို့ ပွဲစားပြီးတော့လည်း hand over scale one ရင်ယူရင်ယူပြီးလို့ရှိရင် goalin ရဲ့စတင်ဘက် rubber ကစားပြီးကျွန်တော်စားမယ်ဒီကတော့ rubber ကစားပြီးစားတာပို့ပြီးတော့ rotation ပို့ကောင်းလို့ကျွန်တော်ခံစားရတယ် goalin အောက်မှာဆိုလည်းကျွန်တော်ဒီ rubber ကိုအရင်ဆုံးစားရတယ်ဒီ rotation ကဘယ်လိုကောင်းလဲဆိုတော့ rubber ကို scale one သုံးပြီးစားရတယ် blue back ကို scale two သုံးပြီးစားရတယ်ပြီးလို့ရှိရင် scale one ကိုခြံထားပြီးတော့ any back က butter back ကိုကျွန်တော် ac မလာခဲ့လိုက်တယ် အဲ့တော့ဒါကပါတီပြပြထိုင်ပြပြဆောက်လို့ရှင်ကိုဘက်ကရောမာကဟိုဘက်ကချန်ကလောက်သွားနှဖို့လိုအပ်တယ်အခုဒီမှာဆိုလို့ရှင်ကျွန်တော်ဘလူးဘက်ကိုစကေးလူသုံးပြီးစမယ်ဟိုဘက်ကရောဂျာတော့အဲ့ဘလူးဘက်ပဲစားနေအောင်ပဲဗောနော်အဲ့ရက်ဘက်ကိုတော့သူမစားရသေးဘူးကျွန်တော်ဘက်ကဂျောဟာကသာကျွန်တော်နဲ့ပါတီပြပြထိုင်ပြပြဂျူလူပြပြသာလို့ကြည့်အဲ့ဟိုဘက်ကရက်ဘက်ကိုကျွန်တော်တို့နှစ်ကောင်ပေါင်းပြီးသွားစားတော့မှာအခုကတော့ကျွန်တော်တစ်ကောင်နဲ့စားနေရတယ်ဟိုဘက်ကဂျန်ငယ်ရဲ့ပူဇော်ခြင်းနဲ့ကျွန်တော်မမြင်ရတော့ဘူးဒီမှာဆိုရင်ဆလီနာကြည့်အောင်ဒီထရက်ချပြီးတော့ဗောဘန်းနဲ့ဖလစ်ကစကေးဝမ်းလာခုံခုံလာတော်သေးတယ်ရီပေးလိုက်လို့ ဒီမှာဆိုလို့ရှိရင်ဆလီနာဘတ်ရပဲမရှိရကြအောင်မလို့ရူဒါရဲ့ဒီလေနဲ့တကောင်တေးသွားတယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီနာဘတ်ကို skill 1နဲ့မျိုးလို့ရတယ်ဒါပေမဲ့လည်း walking crack ကအရေးကြီးအောင်မလို့ walking crack ကိုကျွန်တော်အရင်ဆုံးစားမယ်အဲ့ walking crack ရဲ့အရင်ဆုံးအရေးကြီးတော့ဟိုဘက်က enemy ဘက်ကဂျန်ငယ်ရဲ့ဘတ်ကွာအဲ့တော့ကျွန်တော်ဂျန်ငယ်ရဲ့ဘတ်ရလို့ရအောင်ဆိုကျွန်တော်လာတယ်ဒီမှာ roger ကတော့ robert blue bat ရောဟိုဘက်ကဘတ်ရောအကောင်အကုန်စားလာခဲ့ပြီ ကောင်းမဆိုးလို့ပြောလို့ရမယ်ဒီမှာကျွန်တော် review loop out လို့လည်းမရဘူး review လည်းမရှိဘူး scale man သုံးပြီး effect ကိုမျိုးခဲ့အောင်လဲ scale man technology သုံးရတာလွယ်မနေဘူးအရင်ဆုံး passive step ပေးရသည်မဟုတ်လို့ရှင် scale man မျိုးလို့မျိုးအဲ့ဒါညာကိုယ့်ဘက်ကိုပြန်စားပြီးတော့ကျွန်တော် goal line ကို gain ခင်းလုပ်မယ် anime သုံးမဲ့ဆိုလို့ရှင်ပုံမှန်အမြင်ကိုယ့်ရဲ့ခန္ဓာကိုယ်စစ်ကိုလူတွေနဲ့ဝေးရောက်ထားတယ်ဒါပေမဲ့အခုကနှစ်ကောင်လုံးကဒီမှာမြင်နေရတော့ကျွန်တော် body မဲ့သုံးလိုက်တယ်ပြီးတော့ဒီမှာ body full step နဲ့ scale man သုံးလို့ရအောင်ကျွန်တော် move နာကွာ move နေပြီး like ခုတော့အဲ့ကောင်ကျွန်တော် kissing baby ဖတ်သွားတယ် body ကို k လို့ကျင်တော့အဲ့မှာ win တက်လို့လို့ရတယ်ဒါပေမဲ့ကျွန်တော် k တက်ပို့ပြီး object တွေလို ရင်အောင်လို့ကျွန်တော် record ထောက်ပြီးအိမ်မြလိုက်တယ်ပြန်ထွက်လာတဲ့အချိန်နဲ့တတဲ့တိုင်ပင်နဲ့ကွက်တီပဲဆိုတော့ကျွန်တော်ဒီနားရှိတဲ့ rubber လေးကျွန်တော်မြူလိုက်တယ်မြူဘူးလို့ရှိရင်တော့ level 5ကရောက်ခံနေပြီအဲ့တော့ဒီနားဘတ်သေးလေးနှစ်ကောင်လေးကတစ်ကောင်ဆောက်လိုက်လို့ရှိရင် level 5ကရောက်ပြီ ပြီးတော့လေအောက်မှာရောဂျာတွေ့ရကြအောင်မလို့ကျွန်တော်ဒီနာဘတ်တွေပဲကျွန်တော်ကြိတ်တယ်ရှေ့ရဗီဒီယိုတော့လည်းကျွန်တော်ပြောခဲ့တယ်ဖတ်တာတယ်ဆိုလို့ရှိရင်ကိုကိုတိုင်း level 5လောက်ရောက်နေမှာရေဒီယာပေါက်လို့ကောင်းတာတတယ်လေးကိုမြင်ရကောင်းလားဆိုပြီးဒီဘက်လေးကိုခေါ်ခေါ်ပြီးစားနေတာဂျန်ကခရီးကပြန်ထွက်သွားပါတယ်တဲ့ဟိုဘက်ကရောဂျာလည်းတတယ်လုံးနေဆိုကျွန်တော်အကောင်သွားပြီးသွေးသွားချောက်ကိုလှုပ်တယ်ပေါ့နော်အကောင်လည်းနောက်ကိုပြန်ပတ်သွားတယ်သူ့ဘက်တော့လည်းတော်တော်လမ်းဝေးပိုက်တော့ကျွန်တော်ဒီနာနီနာရှိတဲ့တတယ်ကိုပဲကျွန်တော်ရေပေါက်ပြီးကျွန်တော်ယူလိုက်တယ်အဲ့ဒါပြီးပြန်ပတ်လာလိုက်တယ်ယူရာရှိရဲ့အော်ဂျက်တွေလည်းခုံယူပြီးပိုက်ဆိုကျွန်တော်ဂုံလေးကိုစပြီးတော့ခံမယ် ဂိုးလေးတော့အများနဲ့ခန်းနေတယ်များတည်လားဘာလို့ဆိုဟိုကောင်နဲ့လည်းအများနဲ့ဂိုးလေးမဲ့ခန်းမှာအဲ့တော့ဟန်ဆိုးအာဒီမီကလည်းခဏလေးဆိုတော့ဂိုးလေးမဲ့အများနဲ့ခန်းနေတယ်ကိုဘက်ကမစမန်းတော့ပေးလိုက်တယ်ဆိုပေမဲ့ဟိုဘက်ကရိုဂျာလည်းကျောကတော်ဝါးလည်းမြောက်တယ်ကျွန်တော်စကေးလည်းနောက်ထပ်စတန်းလိုက်တယ်အဲ့ဒါပြီးတော့တက်လိုက်တယ်ပေါ့နော်ဟန်ဆိုးရဲ့စကေး1ကိုသုံးပြီးဘာလို့မတက်တာလဲဆိုလို့ရှိရင်ဟန်ဆိုးရဲ့စကေး1ကသူဒီမွန်ဖောင်းမှာဆိုလို့ချင်းတော်တော်လေးကိုကြားတယ်အဲ့ကြောင့်မို့ကျွန်တော်တောင်းတောင်းမသုံးဘူးမေးရမစမန်းနေပေါ်တောင်းပြတ်နိုင်နေကောင်ပေါ်ဆိုလို့ရှိရင်တော့တုံးတယ်အခုကျွန်တော်ဟန်လိုအာဒီမိတ်ကိုကျွန်တော်ကူတောင်းဆောင်နေတယ်ပြီးလို့ရှိရင်ဂိုးလေးရဘော်ဒီနဲ့စိန်နာနှစ်ကောင်ကတစ်ကောင်ကိုကျွန်တော်တတ်မယ် ဘာလို့ဆိုဘရိုရီနဲ့ဆင်နာနဲ့အမှအူရာသွေးနေတာဆိုအကောင်လေးလိုက်ကြမှာအဲ့တော့ကျွန်တော်ကူတော့အောင်ပြေဝဆောင်တယ်ပြီးရမှာအကောင်လေးကျုံလာမှာကျွန်တော်အာဒီမီသုံးပြီးတော့တတ်တယ်ဒီကတော့စကေတူပဲကွာစကေတူကိုကျွန်တော်မိရသုံးတယ်ဘရိုရီနဲ့ဆင်နာနဲ့ပြေးရတယောက်တစ်ဖက်တောင်းနေမြောက်ဆိုတော့ကျွန်တော်ဘယ်ဘက်လိုက်လို့လိုက်ရမယ်မသိဘူးဒါပေမဲ့လည်းနီးရဲ့ဆင်နာဘက်ကိုပဲကျွန်တော်သွားပြီးခက်လိုက်တယ်ဒီဆင်နာဘက်ကိုမလိုက်ဖဲနဲ့ဘရိုရီဘက်ကိုရီရီဘာညာပေးပြီးလိုက်ခုံမယ်ဆိုလို့ရှိရင်လည်းဘရိုရီရောဆင်နာရောနှောက်ကောင်လုံးတည်နေတယ်အခုတော့ဆင်နာတစ်ကောင်ပဲတည်ရတယ် အခုကျွန်တော်ဘက်က9កောင်လောက်ကဒီမင်းမာပဲအကုန်စုနေရအဲ့တော့ဗတရဆိုင်ုံဆိုင်ပါကွာပြီးတော့ကျွန်တော်ပြောဖို့တစ်ခုမင်းရဟန်ဆိုရဲ့ RDM ဒီမိုဖောင်က energy တုံးပြီးတော့ဖြစ်တာကြမလို့ blue bat low လို့ရတယ် blue bat ရှိလို့ရှိရင်တော့သူ့ရဲ့ဒီမိုဖောင်ပို့ပြီးတော့ကြာတော့တွေ့ရတယ်မှတ်လို့ရှိရင်စီလီယံကျုံလာကြမလို့ scale 2နဲ့အမီရထိုးတယ်ပြီးရင် scale 1ကိုက်လိုက်ပြောင်း ရှော့အခုဒါတော့မှ Sky Meter မထွက်သေးဘူးเนาะဒါ Chrome site ပဲရှိသေးတယ် Sky Meter ထွက်လို့ကတော့အဲ့ကောင်ကဘွားမတွေ့ရကြပဲ။အော်လူတိုင်းကသူ့လင်းသူပြန်ရောက်ပါပြီလေးဆိုပြီးကျွန်တော် Skate 2ကိုစောစောဆောင်လိုက်တာ။အဲ့မှာ AKG ထွက်လာပြီပြန်ပြန်ပြန်လောက်တာ။ရှော့ဘယ်တော့မှနေစောင့်တာတော့ပြီးတော့လေ Rapper ကငါဟာကြီး အခုကစကန်နာတယ်လေပေါ်ပြီဆိုတော့ကျွန်တော်စကန်နာတယ်ကိုသွားပြီးလုပ်မယ်။ဟန်ဆိုရဲ့အနေချက်ကဒါကြီးကွာ။ဘာလို့ဆိုတော့ तू က real body နဲ့တာတယ်လို့လို့ရှိရင် तू အလွယ်တကူအိမ်လို့ရတယ်။အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတာတယ်ကလုပ်နေတာ။ကိုယ်ပါနှစ်ကောင်သေးနေတယ်။ကျန်တဲ့နှစ်ကောင်လည်းပေါ့လို့ပဲတိုင်းရှောက်လုပ်နေတယ်။ဟာနိမိတ်ကြီးတော့စေပါနောက်ကြော်ပြီး air ramen ကြီးရဲ့စောက်ပြက်တနာပဲ။အဲ့ဒါအာကကဒီထဲရောက်လာဆိုတော့ကျွန်တော် army သုံးပြီးတာတယ်ကိုခုတ်တယ်။ဒါရမတော်ရဲ့ကြည့်တော့တာတယ်ကိုတကောင်မှလာမကြည့်ဘူး။အာကကူကေးပြီးလို့ကျွန်တော်ရူရီယာ AC ပေါက်လို့ရတာ။ ။ဟာသူကအဲ့အားနည်းချက်ကြီးကစောင်းအောင်ဆိုးတယ်ကွာဒီလား။အာနီမေ3မိတာတယ်လုံးမယ်ဆိုလို့ရှင်လဲ။စကေး1အတာတယ်ဘောကိုသုံးလို့မရဘူး။စကေး2ပဲသုံးလို့ရမှာ။အဲ့တခြားဟီးရိုးတွေမျိုး real body နဲ့ potent ထိုင်လို့ရင်လည်းဒီကောင်ဒီခံရမယ်ကောင်းနေမှာပါတယ်။အဲ့တော့ကိုတင်မိတွေကတာတယ်ကုကေးပြီးမှသာကို့ဘွာကြီးကနေတာထိုင်တာရှိလိမ့်မယ်။哦哦မင်းတို့ကငါဥလိုတာကိုမင်းတို့အတင်းနေတီးနေရရတယ်ရရတယ်နေအောင်အာဒီမင်းခဏဆောင်အမရဘတ်ဖတ်နဲ့အာဒီမင်းနဲ့ပေါင်းပြီးလိုက်ကြုံပြီဒီကတော့စီစီလီယံကဗလင်းမပေါ့ဆိုစီစီလီယံဝက်စကေတူကွက်တီတုံးပြီးလို့ရှင်ပြောင်းရှော့ ခုဒါကျွန်တော် real boy နားမှာဘယ်သူမှရှိမနေလို့ကျွန်တော် ECRD main နဲ့ကျွန်တော် real boy တွေကိုပြန်လာနိုင်တာတကယ်လို့ Natalia တွေပါလာမယ်အစီအစဉ်တွေပါလာမယ်ဆိုလို့ရှိရင်ကျွန်တော် real body ကြီးသွားမှာမသွားမှာလားကျွန်တော်ခန္ဓာကိုယ်အစ်င်နောက်ကျွန်တော်တစ်ချက်ပြန်ကြည့်ရသေးတယ်တကယ်လို့ brother ကနားမှာဘယ်သူမှမရှိနေလို့ဆိုလို့ရှိရင်တော့ RMA နဲ့ပြီး real body ကြီးကိုပြန်လာလို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုပြန်လာတာကိုစောင့်ပြီးထိုင်ကြုံမဲ့ကောင်နေရှိနေရင်တော့ကိုယ့်ရဲ့ energy ကိုကောင်းအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ဒီဒီ mood ဖောင်ရှိရအောင်ခန္ဓာကိုယ်လိုက်အောင်လုပ်လိုက်ပါဟန်ဆိုရက်အစ်စ်ဖြစ်တဲ့အချိန်ဟာစကန်အိုင်နံပြီးသွားတဲ့အချိန်ပဲစက ွမ်းအိုင်လန် Golden Star ပဲဖြစ်ဖြစ် Sky Visa ပဲဖြစ်ဖြစ်ဘယ်ဟာပြီးပြီးပြီးလို့ရတယ်ကွာအဲ့ဒါပြီးလို့ရှိရင်ကိုကလက်ချရတာစောင်းအောင်ကောင်းတာဒီမှာဆိုလို့ရင်ကြည့်လိုက်ကိုရဲ့ RD mate ကိုစောင့်နေပြီးလို့ရှိရင် Civilian အလဲတိုင်းရှင်းနေ RD mate ပြန်ရပြီဆိုတာနဲ့ RD mate ကိုတန်းသုံးမယ်ပြီးလို့ရှိရင် Civilian ဘလင်းမပါတာဖြစ်တာကြောင့်မလို့အဲ့ကောင်ပေါ်ကို Skill 2 Quality သုံးမယ် Skill 2က Quality သုံးပြီနော်အဲ့ကြမှာကိုက Stat ရမှာပြီးလို့ရှိရင် Skill 1နဲ့ပြောင်း မမေကြီးတော့ကိုက်တယ်ကောင်မသွားရတယ်ရတယ်အမှန်ထားတယ်စီစီလီယန်ဖလစ်ကမရှိဘူးကျွန်တော်အာတီမေကတော့ဘလောက်မှတော့မကြောက်ဘူးမဲ့စီစီလီယန်ရဲ့ဖလစ်ကတော့2မိနစ်လောက်တော့ကြာတယ်ဒါနဲ့ကျွန်တော်အာတီမေကိုထပ်ဆောင်တယ်ပြီးလို့ရှိရင်ဒီဂိုလင်းရပရိုဒီပဲခံရမလားပြီးလာကူပေးတဲ့စီစီလီယန်နေဆရီနာတွေပဲကျွန်တော်တတ်မလားဆိုတော့ကျွန်တော်စောင့်ကြည့်တယ်အာတီရရတယ်အမှန်စီစီလီယန်မင်းဖလစ်ကမရှိဘူး ။သေးသေးနဲ့ခုတ်သက်ဒါကတော့စကေးဝမ်းမသုံးတော့ဘူးဆိုတော့ brody ရှိနေဆိုတော့ brody ပဲကျွန်တော်စကေးဝမ်းသုံးမယ်။အာ brody ရဲ့ kitchen page သေးရဲ့ကြီးကြီးပဲ။ပြီးတော့စကေးဝမ်းနဲ့ဖြောင်းဖြောင်းလည်းမသေးဘူးကဖေးသေးတဲ့နဲ့နည်းနည်းခုတ်ရသေးတယ်။အဲဂျောကတော့ရင်းလိုက်ရပါတယ်။ဒါပေမဲ့တန်ပါတယ်ဂျောကဘရိုမိုက်ဆိုတော့ဘာမှဖြစ်ဘူး AC ပဲ။လွယ်လွယ်မေးပြေလို့မဖြစ်ဘူး။ငါနဲ့မင်းဟာဘွားတူ။ အဲ့ဒါနဲ့ blue bag စားရတယ် blue bag လေးစားပြီးတော့အမစီစီလင်းရဲ့ရောက်ချလာပါတယ်တဲ့အဲ့ကောင်တတ္တိကတကယ်အာဃတတ္တိဒီလိုပုံမျိုးကြီးတော့တကယ်ဆောင်းန်းလေးစားတယ်ဗျာဆိုလိုမုန်းတော့က blue bag လေးစားပြီးလို့ဘေးရပတ်လေးကောက်စားကောက်စားရတဲ့အချိန်မှာ brody ကရောက်ချလာရောက်ချလာရင်တော့ကျွန်တော် artemis တန်းသုံး skill တန်းသုံးပြီး skill 1နဲ့ကိုက်မယ်ဆိုလို့လုပ်တဲ့အချိန်မှာ artemis သုံးနာရီတိုင်ချင်းကလွဲသွားတောက်ကျိုးနေတော်ပါသေးတယ်လေလာအတီမင်းနဲ့အကောင်ရှော်ပါလို့အလေလင်းရဆရာကြီးမြောက်ကလည်းကျွန်တော်အာတီမင်းမရှိဘူးသာပြထားပါတယ်ဗျာအဲ့ဒါလည်းမင်းရအောင်ကိုကောကနေဘက်တရီချရတယ်ဂျောကကြီးအတင်းနေဝင်ပြီးတော့အမအရူရာပလိန်ချိတ်ခံဟာ စီဘာနာတဲ့ဆောက်လို့ရအောင်အဲ့ဒါကျွန်တော်အာတမီရရနဲ့တန်းသုံးပေးရတယ်တန်းသုံးပြီးဘစ်စစ်တက်တွေပဲခုတ်လိုက်တာပါစကိုင်းမီလာဖန်နဲ့အန်ကွန်နဲ့တေးသွားတယ်စီစီလီကတော့ဖလစ်ကမရှိဘူးရရတယ်မင်းမပြန်သေးဘူးစကေတူမီရသုံးပြင်ခုတ်ပြောင်းကျော်သောင်းနာနေရမှာလားရောဂျာပေါ်ဒါမှမဟုတ်အာကက်ပေါ်စကရင်သုံးလို့လို့ရှိရင်ကျွန်တော်စီစီလီယံတက်လို့ရမှာမဟုတ်ဘူးဒါကြောင့်မလို့တက်လို့ရတဲ့ကောင်ဆိုလို့ရှိရင်ဖေးစစ်တက်လောက်နေပဲတက်ပြီးတော့တကယ်လုံးဝကွာကြံတဲ့ကောင်ဒီမှာဒါစကေး1နဲ့လိုက်ပြီးတော့ပြတ်ရှင်းနေတယ်ဟိုးတစ်ချိန်က မင်းပြောဘူးတဲ့ချစ်တဲ့စကားရေနာမမီလို့ဒီတေအဲ့တော့သူ့ရဲ့ဒီမွန်ဖောင်းလဲဆိုလို့ရှိရင်တော့လုံးဝလောလောကတော့မြန်နေဒါပေမဲ့သူ့ရဲ့ဒီမွန်ဖောင်းရဲ့ AB ကဟန်ဆိုရဲ့ကားရဲ့ AB ဖြစ်လာကြအောင်မလို့လောလောပြီးမှတော့ဒီကောင်ရဲ့ AB ကတော့တည့်ရဲ့အတိုင်းပဲတည်တည်လေးပဲကြံတော့မယ်မဟုတ်ဘူးလေကွာငါပြောချင်တာနည်းနည်းချမယ်ဆိုရင်လည်းအချိန်လေးပါလေကြည်ပြီးချကြပါလားလေကျွန်တော်မှဘာမှတော့မရှိဘူးအဲ့ဒါ ကိုကောင်ကြီးအာဒီမေးရနဲ့ပြန်ပြီးဘတ်တယ်ဝင်ပေးရတယ်။မှာဆိုလို့ရှိရင်ကျွန်တော်ဘက်က3000ကျပ်နေပြီ။အဲ့ဒါကျွန်တော်ကန်ကောင်းကျင်တော့စကေးလေးသွင်းလိုက်တာ3000လုံးမိ။ ကီဝန်ကိုက်တော့လေဂျောကကတော်တော်ကောင်းပါတယ်စတီလီယံကျွန်တော်ကိုက်တဲ့ဘက်ကိုပြစ်ပစ်လိုက်တာရီယယ်ဘော်ဒီစီပြန်မလို့မှအာဂါကြီးကအင်ဖန်ယာဖွင့်ပြီးစောင့်လာကျွန်တော်လည်းမပြန်တော့ဘဲနဲ့အဲ့ဒါကြီးကောင်းအောင်စောင့်လိုက်တယ်အဲ့ဒါနဲ့ရီယယ်ဘော်ဒီကကျွန်တော်စီရောက်လာရောင်ရမ်းမိလို့တော့ဘော်ဒီစီပြန်မိလို့တော့မှတ်လေးပဲဆိုလိုမုန်းပေါ်တော့စမုံတုံးပြီအခုကလော်လဲတက်လာပြီအာဂါကလည်းဘလူးဘတ်မှာဟိုဘက်ကလည်းသုံးအောင်တင်လာဆိုဘရိုဒီကတေချာဘုတ်လာကမှာအဲ့တော့ကျွန်တော်ဘရိုဒီကိုသွားပြီးတက်မယ်ကွာအဲ့ကောင်ဆိုလိုဆိုဘယ်သူမှလည်းအကောင်နာမှာမရှိနေဘူးစကေးတူတေချာ right time သုံးတယ်ဟာမေးပြီးရောဂိုးရှိနဲ့အတူတူပြန်ရောက်လာတယ်တဲ့မြင်ပေါ့ချိန်မလွန်ခင်နေပြန်ခဲ့လေ ကိုမျောလင်းနေဒူဆုံးမဲနေဟာထိန်းကြပါဘောအထိန်းကြပါဘောစီလီယံထိန်းကြပါဘောဟာနေုံကအာတီမိတ်ပြန်ရပြီဖဲ့ဖဲ့မင်းတို့ဖဲ့မင်းတို့ဖဲ့ငါဝင်မယ်အောင်စီဗန်ပြန်ပြန်ရှောကျွန်တော်ရှေ့ရသချင်းဆိုနေတာအလကားဆိုနာမဟုတ်ဟန်ဆိုရဲ့ real body စီကိုဘရာသာတို့အချိန်မလွန်ခင်ပြန်လာဖို့လိုအပ်ကြောင်းဆိုပြနေတာအလကားဆိုပြနေမထင်နေနဲ့နော် ဘာလို့လဲဆိုတော့အဲ့ဒီဒီမွန်ဖောင်တေလို့ရှင်ဟန်ဆိုတာသွေးရစက်နဲ့အဲ့ဒါ slow motion နဲ့ပြေးနေရမှာအဲကြောင့်မလို့အသက်ခံမှာဆိုလို့ကျွန်တော်စုပြတာအချိန်တန်ငယ်နေပြန်ခဲ့တယ်ဒီမှာဆိုလို့ရှင် rodeo ပြန်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 တွေ့လားအချိန်မလုံးခင်ပြန်လာအဲ့ဒါကိုပြောချင်တာ brother လို့ဆိုလဲထင်ကြပါပဲဒီထိခင်ရနိုင်နိုင်မယ်ဆိုတာကျွန်တော်လည်းထင်ခဲ့တာပဲဒီထိကိုနိုင်နိုင်မထင်နေရဗျာတည်လားဒါပေမဲ့လည်းဖြစ်ပြသွားတယ်အရင်ကမြန်ဆန်လုံးနေဗျာတည်လား data ကိုကြည့်လိုက်ပြကျွန်တော်အများကြီးပြောချင်ဒီမှာကျွန်တော် blue bag မျိုးတယ်ပြီးလို့ရှိရင်ဟိုဘက်က raw jaw ကျွန်တော်သွားစီရေပေါ့နော် jaw ကတေကန်ကြီးဆိုတော့ ရောဂျာရာအကြည့်စီစီအင်မြူပါရဲ့အဲ့ဒါရစီစီအင်မြူပါလားဗျပါလားဗျပြောရောဂျာလည်းဒီမမမှာဒါမာပြနေတာမာပြနေကောင်းလေအရင်တက်ပြနေတာတော်သေးတယ်သေလို့စီစီလည်းဒီမပြစကင်းမငုံတော့မသေဘူးတဲ့အရင်တော့ဒမ်းမီလောက်ခဲ့မြဒီမမလောက်ခဲ့ဘူးဒီမကျွန်တော်သွေးစက်နဲ့ပြေးရပြီကျွန်တော်ပြေးရပြီမျက်လုံးလေးပြူပြီးနားလေးဆွင့်မယ်ပြီးရင်အာယုံ၅ဘာမထွေပြပဲနဲ့ဘာသာဒီဂိမ်းလေးကိုသိချကြည့်တာဒီမကျွန်တော်ရော့ဘတ်မျိုးပဲနော်ဘာသာတွေလည်းမြင်ပါပဲမျိုးတယ်ပြီးရင်ဘယ်ဟာမှမသိရဲ့အေရိုကြီးဗျာကြည့်ရောဝင်ချလာတယ်ကျွန်တော်တစ်ချက်ကုတ်သွားရှော့ ဘာမှမလုပ်ချင်များလိုက်အဲ့ပြီးတော့ဘာလို့ကြည်တာကြည်တာဩအဓိကတရကံတွေ့ပြီကျွန်တော်အတန်သွင်းနေတော့မှပြန်ပြီးကြည့်မိတာဒီမှာကြည်လေလာကကိုရန်စတက်တီနဲ့ခွေသားလေးမလိန်နှန်းဝင်ခံကျွန်တော်ဒီဘုတ်ရှုံးမဲ့တော့ကျွန်တော်မတွေ့ဘူးပါဘူးဗျာဒီမှာဆိုလဲကျွန်တော်ဘက်က၄កောင်ရင်ခိုးဘက်က၅កောင်အဲ့ဒါကိုစောက်ကျိုးနဲ့ရှောက်လို့တယ်ဗျာခိုးဘက်ကောင်ကမေးပြီးအောင်စေဘာနာဖလေကာအာဒီတဲ့တလွဲဒီမှာဆိုလေလာအစောကြီးတေသွားတေသွားပြီးတော့ခိုးဘက်ကောင်ကစေလေးမှဆိုမဟုတ်ဘူးဗျာခိုးဘက်ကောင်ကအကုန်သေးတာနောက်ကအဲလိုရရဲစောင်းအထိလိုင်ခံပေါက်ပါညာနဲ့ရှော့ ဲ့မှာ၄កောင်သေးပါတယ်ကျွန်တော်တကောင်နဲ့ကြံတာအောက်လင်းလည်းအာကကအာဒီရွာရှိသေးတယ်ကြည့်အောင်ခရီးရလည်းတောက်လိုက်ကြည့်โอเคဒါဆိုရင်တော့ငါခရီးလေးပဲရှိမယ်ပြီးအာကအာဒီတောင်းမယ်ဆိုကျွန်တော်ပြန်ပတ်လိုက်တယ်အာဒီရ၁၀စက္ကန့်ဆောင်းရတယ်ရတယ်၁၀စက္ကန့်လောက်ကတော့ကျွန်တော်ခရီးကိုအနိုင်ရရှင်းနိုင်တယ်ဆိုပြီးကျွန်တော်ဝင်အောင်အနေချပါညာဝဲတယ်ပြီးတော့လည်းမရပါဘူးဗျာဟိုဘက်က brody ရောတမိသားလုံးကဝိုင်းကျွန်တော်ပါတက်သွားရှောတကယ်ကြာဆောက်တော့ကကြီးဆိုလို့ဆောက်ရတာကြီးကမသားပင်မနိုင်တာအီး အခုဒီမှာဆိုလို့ချင်း browser လေးတွေးပြီးတော့လောက်ပြီ။ဘာလဲဆိုတော့ run as secret ဆိုပြီးတဲ့ event လေးလာနေ။အဲ့ဒါဆိုလို့ချင်း ruby skin တစ်ခုလေးကတစ်ခုကိုကျွန်တော်တို့ရယူမယ် event ဖြစ်ပါတယ်။သူကတော့ daily coin လေးတွေအဲ့လိုစုမယ်။စုပြီးလို့ချင်းတော့ဒီ exchange ရနေပြီးတော့အဲ့လိုပုံလေးယူမယ်ပေါ့နော်။အဲ့ ruby skin မြူဂျင်မဲ့တခြား skin တွေယူခြင်းလို့ချင်းလည်းရပါတယ်။ပြီးလို့ချင်း spam fat တွေပါမယ်။ပြီးလို့ချင်း i out ကနေပြီးတော့ အမျိုးတခြားလဲလဲပြား item တွေလည်းအများကြီးပါမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီ coin တွေကို BB နဲ့လည်းလဲယူလို့ရပါတယ်ဒီမှာဆိုတော့ကျွန်တော်မလဲပြတော့ဘူးဘာလို့ဆိုတော့ကျွန်တော် BB တွေကိုနှမျောလို့ပေါ့နော်အဲ့ဒီပြည်မှာဒီ elastic ကိုလည်း free beta event တစ်ခုရှိပါတယ်အဲ့ဒါလည်းသုံးနာလို့ပဲဗျာ daily coin လေးတွေစုမယ်ပြီးလို့ရှိရင်ဒီပုံလေးနဲ့လဲမယ်ပေါ့နော်ဒါက random မဟုတ်တာကြောင့်မလို့ကိုကြတဲ့ skin ကိုရွေးချယ်လို့ရပါတယ်ပြီး emote တွေလည်းလဲလို့ရမယ်အဲ့ရောက်မှာ normal skin တွေကိုသူက free beta ပါတယ်သုံးနာလို့ပဲ free coin လေးစုမယ်ပြီးလို့ရှိရင်ဒီပုံလေးနဲ့လဲမယ်ကျွန်တော်ကပုံလေးလိုက်ပြီးမယ်ဘာမှတော့မဖောက်ပြတော့ဘူးဘာလို့ဆိုတော့ကျွန်တော်ကဒီ skin တွေလည်းကုန်ရှိတယ်ပြီးတော့လည်းဘောက်ကစုနာဆိုမလို့ကျွန်တော်မဖောက်ပြတော့ပါဘူးပြီးတော့၄လပိုင်း16ရက်နေပြီးတော့၄လပိုင်း20ရက်အတွင်းကဒီကျွန်တော်ပြထားတဲ့ skin တွေကုန်တော့ brother တို့စိတ်ကြိုက်သုံးလို့ရတယ်အဲ့ဒါတော့ classic မာလာ run မာလာတော့မသိဘူးနော်ပြီးတော့ hero တွေလည်း all hero brother တို့သုံးဝင်ပေးထားမယ် skin ကတော့ကျွန်တော်ပြထားတဲ့ skin တွေကိုအကုန်သုံးလို့ရမှာဖြစ်ပါတယ် ပြီးတော့၄လပိုင်း25ကနေတော့၄လပိုင်း29ကနေအတွင်းဘာသာတော့ run 3ခွဲဆောက်မယ်ဆိုလို့ရှိရင်အဲ့3ခွဲစာအတွက်နိုင်လို့ရှိရင်ကျန်နှလုံးတက်မှာဖြစ်ပါတယ်ဘာသာတော့မနိုင်ဘဲနဲ့ရှုံးသွားခဲ့မယ်ဆိုရင်တော့ star production 3ခွဲစာရမှာဖြစ်ပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ဘာသာတော့နေ physics နဲ့မြင်ပါဆိုလို့ရှိရင်သွားပြီးယူဖို့အကြံပေးခြင်းပါတယ်ဒီနေ့ video တော့လောက်ပါပဲနောက်တဲ့ video မှာထပ်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲ bye bye